ဗီဒီယိုတစ်ပုဒ်စပြီးတော့လုပ်တယ်ဆိုလို့ရှိရင်အခုမှစလုပ်တဲ့လူတွေအများအားမားတဲ့တစ်ချက်ကိုကျွန်တော်ပြောပြပေးမယ်။ဘာလို့လဲဆိုတော့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ကဖန်တီးပြီးဆိုလို့ရှိရင်နှမျိုးစဉ်းစားရမယ်။ကိုယ့်အကူ memory တစ်ပုဒ်ဖြစ်တင်ထားချင်တာလားဒါမှမဟုတ်လို့ရှိရင်ဒီ social platform ပေါ်မှာတင်ပြီးတော့သူများတွေစီအများအပြားရောက်ဖို့အတွက်ကိုကျွန်တော်တို့ကလုပ်မှာလားဆိုတော့အဲ့နှစ်ချက်ကိုစဉ်းစားရမယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ကို memory ဘုံအနေနဲ့ပြန်တင်ထားချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကဘယ်လိုပဲရရပြဿနာမဟုတ်ဘူးပေါ့နော်။ ဒါမှမဟုတ်သူများကိုလည်းပြချင်တယ်သူများကြည့်တာကိုလည်းလိုချင်တယ်လူများများကြည့်ကိုရောက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီအချက်တွေကိုပြင်ပေးဗီဒီယိုရဲ့ဆက်စချင်းမှာကျွန်တော်အနေနဲ့ရှေ့မျောတဲ့နှုတ်ခွန်းဆက်စကားတွေပေါ့နော်ကင်မရာကြီးကိုထောင်ကြည့်နေတယ်ပြီးလို့ရှိရင်မင်္ဂလာပါမျိုးပေါ့နော်တမယိုးကြပြောနေတဲ့ပုံစံနေအစားဒီဗီဒီယိုထဲမှာဘယ်နေရာကိုကျွန်တော်တို့ကအဓိကပြောချင်တယ်ပြောချင်တဲ့အပိုင်းတွေကိုကျွန်တော်တို့အရင်ဆုံးဖြတ်တောက်ပြီးတော့ဗီဒီယိုရဲ့ရှေ့3စက္ကန့်5စက္ကန့် လူမျိုးမှာစစချင်းထည့်ပေးတာမျိုးလူတွေဒီဗီဒီယိုကိုမကြော်သွားချင်အောင်ဒီ3စက္ကန့်နဲ့5စက္ကန့်တွေမှာကျွန်တော်တို့ကဖမ်းစားတာမျိုးပေါ့နော်ဆိုကြပါစို့အခုကျွန်တော်ကိုမတီးတဲ့လူတယောက်အနေနဲ့ကျွန်တော်ကစကားအရှိတွေပြောပြီးတော့ကင်မရာကြီးကိုစိုက်ကြည့်မယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆိုင်းစီဖြစ်ပါတယ်ဆိုလို့ရှိရင်လူတရာမှာ80လောက်ကဒီဗီဒီယိုကိုကြော်လာမှာပဲဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်ကမပြောတော့ဘဲနဲ့ကျွန်တော်ရဲ့နှုတ်ခွန်းဆက်စကားကိုဗီဒီယိုရိုက်လို့ရှိရင်ရှောင်းမဲ့အချက်ဆိုပြီးတော့ကျွန်တော်စပြီးပြောလိုက်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုက ကြည့်ရှုသူတို့အတွက်စိတ်ဝင်စားမဲ့သူဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်မှာဖြစ်တယ်ဒီနှစ်ချက်ကိုကိုယ်ပြသည့်ပေါ့နော်ဆိုတော့ဗီဒီယိုတစ်ပုဒ်ကိုလုပ်ပြီဆိုလို့ရှိရင်ကိုယ်နေနဲ့သူများကိုပြဖို့လုပ်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုဖြစ်ချင်တဲ့ပုံစံတွေကြီးကျွန်တော်တို့ဖန်တီးလို့မရအောင်ပေါ့နော်အရင်ဆုံးဒီဗီဒီယိုကိုသူ့ကို jade ခုနေနဲ့လမ်းချိတ်ဖို့လိုတယ် ငားများလိုမျိုးပေါ့နော်ကျွန်တော်တို့ငားများပြီဆိုရှင်ငားစားအနေနဲ့ချလိုက်တဲ့ပုံစံမျိုးပေါ့နော်သူဒီဗီဒီယိုကိုမကြော်တော့အောင်လို့ကျွန်တော်တို့ကလမ်းပြီးတော့သူ့ကိုဆွဲပြီးချိတ်ဖို့လိုတယ်ဒီဗီဒီယိုရဲ့3စက္ကန့်နဲ့5စက္ကန့်ကိုကျွန်တော်တို့ကပိုင်ပိုင်နိုင်နိုင်နဲ့တေးတေးချာချာလေးလုပ်ဖို့လိုတယ်လူတွေကိုဗီဒီယိုကိုမကြော်တော့ချင်အောင်လို့ကျွန်တော်တို့ဖန်ဆားဖို့လိုတယ်အဲဒီ3စက္ကန့်5စက္ကန့်ကိုလူတွေကိုကျွန်တော်တို့ရဲ့ဗီဒီယိုမှာရက်သွားစေနိုင်တဲ့အစွမ်းရှိပြီဆိုလို့ရှင်ကျွန်တော်တို့ဗီဒီယိုကလူတွေနားကိုပို့ပြီးတော့ရောက်သွားဖို့အခွင့်အရေးပို့ပြီးများလာလိမ့်မယ် နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ဒီ organic audience တွေပေါ့နော်ကျွန်တော်တို့ဒီအခုရင်းနှီးတဲ့မိတ်ဆွေတွေအခုကျွန်တော်တို့ group တွေထဲမှာဆိုရင်အချင်းချင်းအပြန်လန်ရင်းနှီးကြတဲ့လူတွေရှိရလေနော်ဒီလိုလူတွေရဲ့ organic engagement 10%လောက်ရပြီပေါ့နော်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ video ကပို့ပြီးတော့ကိုမတိရဲ့လူတွေစီကိုရောက်သွားဖို့တော့ပြ Facebook ကပို့ပြီးတော့ push လုပ်ပေးလိုက်မယ်ဒါကြောင့်ကျွန်တော်တို့ဒီ organic engagement ကလည်းတအားလုပ်ပါတယ်နောက်ပြီး video တစ်ပုဒ်ကိုတင်ပြီဆိုလို့ရှိရင်ပထမဆုံးတင်တဲ့ minute 30နဲ့ တနားရီတွင်းမှာကျွန်တော်တို့ engagement တွေပြန်ပေးဖို့လိုတယ် reply တွေပြန်ပေးရမယ်ဒါအသိရေးချီတယ်ပေါ့နော်ဒီလိုမိနစ်30နဲ့တနားရီတွင်းမှာကျွန်တော်တို့ကဒီဗီဒီယိုကိုတင်ပြီးမပစ်ထားပဲနဲ့ကျွန်တော်အနေနဲ့အဲပြန်ပြီးတော့ reply ပေးတာမျိုးတွေ comment လာရေးလို့ရှိရင်ပြန်ပြီးတော့ချစ်ချစ်ခင်ဆက်နောက်တာမျိုးတွေဒီလိုမျိုးတွေလုပ်ပေးတင်တယ်ဒါကဗီဒီယိုအတွက်အရန်ကောင်းမွန်တဲ့ချက်ဖြစ်လို့သူကိုယ့်ကိုမသိသေးတဲ့လူတွေစီကိုလည်းပိုရောက်ဖို့အခွင့်အရေးတစ်ခုပိုရလာလိမ့်မယ်โอเคဒီလောက်ပါပဲဒါလေးကိုကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်